အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော် channel လေးကလည်းပြန်လဲကြိုဆိုလိုက်ပါလေဒီနေ့ April 28ရက်နေ့2025ကျွန်တော်တို့ကြည့်ရမယ်ဒီနေ့ဗီဒီယိုလေးကတော့အရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်လိုက်ခြင်းအပြင်မအားလာတက်တယ်ဘလောက်တိတက်ပြတ်နေပြီလဲဘလောက်အချိန်နေစိုးနေပြီလဲဘလောက်ရဲပေါ်ရဲဘက်စိတ်တွေကင်းမဲ့နေပြီလဲဘလိုတွေဖြစ်နေပြီလဲဆိုတဲ့ဟာလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီရဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဟိုရက်ပိုင်းကမှဖြစ်ခဲ့တဲ့ Harry Quick Scan တိမ်ပွဲမှာသူတို့ရဲ့ တရင်ထွက်တာကတော့စစ်ကောင်စီကဗိုလ်ကြီးနော်အဲစကန်သိမ်းမွေးမှာဗိုလ်ကြီးကကွက်ကိုအဖမ်းမခံပဲပြစ်တက်အဆုံးစီရင်တော့ဆူဆိုက်လောက်သွားတယ်ဆိုတော့တရင်ထွက်နေပြီမယ်လေအဲ့တဲ့တင်းကမဟုတ်ပါဘူးသူ့ရဲ့လက်အောက်ငယ်သားတွေကပဲသူ့ကိုပြန်ပြစ်တက်ပြီးမှလက်နှချအလင်းဝင်ခဲ့တာဖြစ်ပါတယ်အဲကြောင့်မို့စိတ်ဝင်စားစားပြီးတော့လေးဖြစ်တဲ့အတွက်အဆုံးလေးပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရလေးဘူးဆိုရင် subscribe လေးလုပ်ပြီးတော့ဝမ်းရံပေးကြဖို့မြတ်တရရခံပါတယ်ကျွန်တော်အတူတကွစလိုက်ကြရအောင် ောင်မြင်မှုကတော့ဘယ်လိုပြောမလဲအာစကန်တခုလောက်တော့တဲရတယ်စကန်တခုလောက်တဲရတယ်အမတော်တော်လေးလဲလောက်လိုက်ရတာပဲအဲ့ဒီမှာတော်တော်လေးလဲလောက်ယူလိုက်ရတယ်သူတို့ကအကုန်လုံးအကုန်လုံးဒီပါပါပဲဒါဘယ်လိုပြောမလဲကြည့်မရှိတော့လို့သူတို့ကကြည့်ပြန်ပြုတ်ကိုကြည့်မရှိတော့ဘူးအော်အဲ့လိုဖြစ်သွားတာကြည့်မရှိတော့လို့သူတို့ကလက်လက်ချတယ် ြည်မရှိတော့ကြည်မရှိတော့လက်နဲ့ချလိုက်ရတယ်သူတို့ကတဏီကိုတောက်ခန့်တယ်သူတို့ကလေတောက်ခန့်တယ်ဆိုတာလေဟိုရဟိုဟာဟာလီဂွေနဲ့ဒီလက်ရှိရှိနေတဲ့ GTC နဲ့ဆိုမီတာ900ချရလောက်ပဲกว่าမှာဟောဖျားမဲ့ကိန်းနဲ့ဆိုရင်တော့တော့တထောင်လောက်กว่าမှာပေါ့ဟုတ်ဟုတ်မီတာတထောင်လောက်กว่าမှာအလားလားရှိတယ်အဲ့ဒါသူတို့သူတို့ရဲ့ဖွဲ့တွေအဲ့ဒီမှာသူတို့ဖွဲ့တွေရှင်းနေတာအလားလားပဲกว่าတယ်နောက်ပြီးတော့ဟို တဝက်ဖက်မှာဆိုတော့ဟိုအမတ်300 200ငမိုင်လောက်กว่าတယ်ကိုရာတော့မွေးဘူးစောင့်မှာပဲလေသူတို့ကတော့သူတို့အပယုံပြီးတော့စောင့်မှာပဲသူတို့လာမယ်ဆိုပြီးတော့ပေါ့တလားမလာစစ်တက်ကဘလောက်စီစိတ်တက်ပြက်ပြန်းနေပြီလဲဆိုသူတို့စခန်းတစ်ခုကိုဝင်တိုက်ဝင်သိမ်းနေတာတော့ပတ်ဝန်းကျင်အနည်းတစ်ဝိုက်မှာပဲရှိတယ်စစ်စစ် တက်စခန်းတွေအများကြီးရှိရတယ်နော်အဲ့ဒါတောင်မှလာပြီးမှစစ်ကူမပေးဘဲနဲ့ဘလောက်ထိများဘလူတေတေငတိမိုင်းပြီးတာပဲဆိုပစ်ထားလဲဆိုရဲဟာကြည့်လိုက်နော်ခေါင်းဆောင်မဲမဟုတ်ဘူးနော်သူလက်အောင်ငယ်ထားကြဆာအခုကြည့်လိုက်ဒီလောက်နင်းနင်းလေးမှတိုက်ပွဲအကြီးကျယ်ဖြစ်နေတော့သူတို့မသိတယ်လို့နေနေနေနိုင်နိုင်လဲစိတ်တက်ကတော့ဘလောက်လေးစားရကောင်းလဲမင်းတို့စစ်မအလားလေစိတ်တက်ကဘလောက်လေးစားရကောင်းလဲဆိုမင်းတို့ရဲ့စစ်တက်ထောက်ခံလို့လေးပဲကြည့်လိုက်တော့အဘမလာတဲ့ပြင်ကိုရာဟိုကဘယ်လိုပြောသူတို့သူတို့ကတော့စောင့်နေတာပဲဒီမှာ ကြည့်ဟိုဟာဖြစ်ပြီးတော့ကြည်တော်ကုံနဲ့တိကိုတို့ပြန်ခုခံလိုက်တယ်ကျွန်တော်တို့စောင်းတာဟိုမှာ GDC မှာရှိတဲ့သူတို့ဟိုဟာတွေကအော်သူဖွဲ့တွေကသူတို့လာကူဖို့နေနေတာဒါသူကသူလမ်းလျှောက်နေတော့မှဆက်လိုက်လေးတောက်ပြီးတော့ရှောက်တော့ကောင်းရှောက်ဒီမှာတိုက်ပွဲကြီးကျယ်ဖြစ်နေတော့ဖြစ်နေတာအဲ့လိုတိတာအဲ့ဒီကောင်တွေတိုက်ကြပြက်ပြန်နေမရဘူးဒါပကတိရှိတရားနော်တော်တော်စုစုဝါဝါဟုတ်တယ် အဲ့ဒါလည်းဟိုပါလေ16ရောက်16ရောက်မိလားဟဲ့လားဘူကြီးတယောက်ကဟိုပါဖြစ်တယ်သူဟောပြပြအော်ပိုးတယောက်ကသူ့ဘက်သူအဖမ်းခံရတဲ့အချိန်မှာသူ့ဘက်သူပြစ်တတ်သွားတယ်ဆိုရလား16ရောက်တော့အရှင်ရလိုက်တယ်ဟုတ်ကဲ့16ရောက်တော့ရှင်ရလိုက်တယ်16ရောက်ရှင်ရလိုက်တယ်ဒါပေမဲ့ဘူရသူ့ဘက်သူပြစ်တတ်သွားတော့မဟုတ်ဘူးသူ့ဘက်သူပြစ်တတ်လိုက်တာမဟုတ်အမပါစပါစလည်းရှိတယ်နောက်နောက်ပြီးတော့ ကျွန်တော်မိသားစုထဲမှာဟိုကဗာလဲစိတ်ဓာတ်ပူကြီးစိတ်ဓာတ်ပူကြီးတယောက်ပါတယ်၃ပွင့်နဲ့ပူကြီးဟုတ်ကဲ့ဩအဒူရကံပူလည်းပါတယ်ဒူရကံပူလည်းပါတယ်နောက်သူကပူရသူကဟိုဟာပေါ့ချင်းမြန်ချင်းမြန်တက်ပူရကြတော့သူကထိတာလေကိုရာဩချင်းမြန်တက်ပူရထိတာလေထိတာတော့ဒါမှထိတာတော့ तू လည်း तू ထင်းလေဘယ်လိုပြောမှလာလိုက်မှာပဲ तू ထင်းတယ်ပေါ့စကူရနီနီလေးပဲဆိုတော့လေ တချမ်းသာတော့နီနီလက်လက်လန်လက်တကန်ကိုပဲရှိတယ်ဆိုတော့သူလည်းတော်တော်လေးကိုတောက်ခန့်ခဲ့တယ်တောက်ခန့်ခဲ့တော့အဲသူ့ပေးရလိုက်နေသူ့တပည့်ပဲဖြစ်မှာသူ့ဝယ်ဘူဘူကြီးချင်းမြန်ဘူကြီးပေးရလိုက်နေသူ့တပည့်ပဲဖြစ်မှာနောက်ဆုံးတော့သူ့တပည့်ပဲသူ့ရှင်းရရှင်းပြီးတော့အကောင်လုံးထွက်လာလိုက်တယ်မျိုးဩအဲ့ဒါကျွန်တော်တို့ဖိအားလည်းပြင်တယ်ဘယ်လိုပုံကြီးဩအဲ့လိုကြီးဖြစ်သွားတာလားအဲ့လိုပုံကောင်းကြာနော်မင်းတို့ဘုံကြီးကလက်လက်မချအညံ့မခံဘယ်နဲ့ ပေပြီးမတိုက်နေတော့လက်အောင်ငယ်ဓာတ်လေးကနောက်ဆုံးမခံနိုင်တဲ့အဆုံးနင်ပိုယူပြစ်တက်ပြီးမှတခါလဲအလင်းဝင်သွားတာနော်ပိုယူပြစ်တက်ပြီးအလင်းဝင်သွားတာအဲမင်းတို့ရဲ့စစ်ခွေကြီးပိုင်းနေလဲမကြခင်ဒီဘဝရောက်လာမယ်အဲကြောင့်ကွက်ကိုဂယူဆိုင်နေကြအလိုအလိုဘလာစီတောင်သူတို့သူတို့ချင်းချင်းနဲ့တောင်ဘလိုတွေဖြစ်နေလဲဆိုတာအဲ့ဒါကကြီးတယ်အော်ကိုဘူဘူကြီးတယောက်လုံးအဲ့ဒီပုံစံလောက်တော့ဖြေသွားတာ။အော်ပြောရခန့်နောက်ဆုံးတော့သူကကျန်တဲ့ အကောရတန်တဲ့ဟိုမှာထွက်ပြေးသွားတာလည်းရှိတယ်ထွက်ပြေးသွားတာလည်းရှိတယ်အကောလုံးဆိုရင်ဒေတာနဲ့ပါနဲ့20လောက်ရှိမှာပေါ့20လောက်ရှိတယ်အာကျွန်တော်ကျွန်တော်တို့အရှင်မိလာတာတော့16ရောက်ဟော16ရောက်16ရောက်မှာတန်တဲ့16ရောက်အဲ့ဒီစေးတဲ့စေးတဲ့ဘုံကြီးကလည်း तू ကအာဟိုမှာဆိုရင်ပေါ့ချိန်မိုးရင်းမှာဆိုရင် तू 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 ကအာနာမရှိဘူးလားမသိဘူးအဲ့လိုအဲ့လိုလားမသိဘူး तू ကပြောလို့မရဘူးဖြစ်နေတယ်အဲ့လိုပုံစံဖြစ်မှာ ရတာအကုန်လုံးကလက်နဲ့ချဖို့သူတိုင်ပင်လာပြီးပြီဒီချင်းမြန်ပူရကြတော့သူကမချဘူးအသက်လည်းငငယ်ပဲရှိသေးတယ်26လောက်ပဲရှိမှာငယ်နော်26ပဲရှိတယ်နော်ခေါင်းမှာချင်ဒါဘယ်လိုလဲမလဲစောက်တယ်စစ်ကူကိုစောက်တယ်လာလိမ့်မယ်ပေါ့အဲ့လိုတွေးပြီးတော့စောက်တယ်နောက်ဆုံးတော့ကျွန်တော်တို့ညနေဟိုကတော့ရှိပြီတိုင်တာ9နိုင်ခွဲလောက်ရှိပြီအဲ့လောက်လောက်မှမနဲ့9နိုင်ကိုက6နိုင်ရန်နေစတိုက်တာအော်အဲ့တချက်မနာဘူးဒီ အကုန်လုံးနောက်ဆုံးဘယ်လိုမှမဟုတ်ဘူး။ဟိုကအတူကအဲ့ဒီနေရာကသူတို့စခန်းအဲ့ဒီနေရာပြင်ရရှယ်တယ်။နောက်ပြီးတော့အဲ့ဒီနေရာမှာသူတို့ကတက်ဖြတ်တော့တယ်ဆိုတော့လေ။အခု growth ကျင်းလေတူလာတယ်ဆက်သွေးမြောင်းလေအကုန်လုံးတူလာတယ်။အဲ့သူတို့ကတဖြည်းဖြည်းတအိမ်ပြီးတအိမ်တအိမ်ပြီးတအိမ်ပြီးတအိမ်ပြီးဆောက်ခဲ့တာ။နောက်ဆုံးတအိမ်ကျတော့သူတို့ဆောက်လမ်းမရှိတော့ဘူး။တော့ဂျောင်ပိတ်လာတော့သူတို့ထပ်ပါမရှိဘူး။ဒါပေမဲ့ပြောတယ်သူတို့ဘယ်လိုမှမလက်နဲ့ချောက်ကိုတင်တင်ပြောတယ်။အကုန်လုံးကဘိုးရအဲ့ဒီ စကန်တစ်ခုလုံးသိမ်းလိုက်မှကြည်ရ200 300လောက်ပဲကျန်တော့တာဟိုစင်ချီပါလောက်ဒီပြတ်ခံပြစ်ထားလိုက်ပြည်တယ်နော်ကြည်200 300လောက်ပဲကျန်တော့နော်စကန်တစ်ခုလုံးသိမ်းလိုက်မှကြည်တယ်တော်တော်လေးပြည်တော့တာအဲ့ဒါအဲ့လောက်ပဲကျန်တော့တယ်နောက်ဟောဘယ်လိုပြောမလဲသူဘူရလည်းအဲ့လောက်ကြည်အဲ့လောက်ကျန်တာတော့မှလက်နဲ့မချပဲနဲ့သူကတော်တော်လေးဟိုဟာပြေကာကွယ်ခဲ့တဲ့စကန်နောက်ဆုံးတော့သူတို့သူတို့ချင်းချင်းရှော်ပြီးတော့ထွက်လာခဲ့တယ်ကြားရနော်ကောင်းပါလေ ကြည့်ခံပြစ်တယ်စစ်ကူလာမထင်နဲ့နော်မအလာတို့မင်းတို့ဘဘယူမျောလင့်ပြီးမှခံပြစ်နေနဲ့နောက်ဆုံးမခံနိုင်တော့အစုံသူကလည်းသူခံပြစ်ချင်လားသူလောက်ကလူတွေကတော့အသေးအသေးမခံနိုင်နဲ့သူကလက်နဲ့ချချင်တော့လက်နဲ့မချပဲနဲ့သူကခံပြစ်ခံနေတယ်သူကသူ့ကိုပြစ်တက်ပြီးမှတခါလဲလက်နဲ့ချလိုက်ကြတာနော်အဲကြောင့်အကြံ26ကတက်ရှင်တာမဟုတ်အဲ26တော့အသက်ရှင်မှုလားလာမရှိဘူးနော်အဲ့တော့အမြင်မှရလက်နဲ့စော်စီချလိုက်ရင် ဘိုးမတက်တာမှာအဲ့ဘိုးကြီးကလည်းသူ့လိုလက်နဲ့ချလိုက်တယ်ဆိုရင်ဘာမှအန်လျေမရှိပဲအခုလောက်ဆိုတက်ရှင်နေရပြီနော်အုံနောက်မရှိရင်မအလကိုကကွက်ရှင်အဲ့လိုဖြစ်မှာအိုးတကယ်တော့ဒါသူကောင်းမမာဘူးဆိုရင်အခုကို16ရက်ကအသက်ရှင်နေဟုတ်တယ်မလားညီတို့ဘာမှမလုပ်ဘူးလားရှင်းတယ်ရှင်းတယ်ဘာမှမလုပ်ပါဘူး16ရက်အကုန်လုံးဟိုကောင်းကောင်းမမောပဲကျွန်တော်တို့ အဲဘောမတခြားနားထောင်နော်ဘောမလို့အစစ်တက်ထောက်ခံတယ်လို့ပဲမင်းတို့အဲ့မှာကြည့်လိုက်နော်သုတ်စစ်တုတ်ပန်းတွေကိုဒီပြည်ရက်ပြည်မိရင်ဘလို့လုတ်တယ်ပါညာလေးရှောက်ပြောနေတယ်မင်းတို့ဝါလာဖြတ်နေရလေဒီမှာတခြားနားထောင်ဟောဖြည့်တာပါလေအကုန်လုံးကကျွန်တော်တို့လက်ထဲမှာပါဟောအဲ့လေအဲ့တော့ပြခုနဘိုးကြီးဆိုရင်ဒါ तू ခေါင်းမာလို့ तू အသက်တည်သွားနော် तू လောက်ကတော့ तू ကိုပြတ်တက်ရတဲ့အနေဒါဖြစ်သွားပြီနော်ဩဒုက္ခပဲဒီခေါင်းလေးလက်ဆိုရင် စောယူခဲ့ကသူကလက်နဲ့ချလိုက်လို့ရှိရင်သူဘယ်လိုပြောမလဲသူလည်းအလောက်ထိဖြစ်မှာလည်းမဟုတ်ဘူးအသက်သေးအဆုံးရှုံးမှာလည်းမဟုတ်ဘူးပေါ့နော်ဟောကျွန်တော်တို့ဒါပေမဲ့အခုလက်တန်ရတဲ့သူတို့ဟိုဟာတွေရှိတယ်လေတန်ရတဲ့ရဲဘော်တွေရှိကြတယ်ပဲသူတို့ကအကောလုံးကျွန်တော်ဆေးဆေးထက်ပေးတယ်ဆေးအကောလုံးပဲဆေးဝါးနဲ့ပတ်သက်တာလုပ်ပေးတယ်ကောင်းကောင်းမွန်မွန်ပဲထားပါတယ်သူတို့အကောလုံးအာသူတို့ကအာသူတို့တွေကလည်းတော်လေးကိုဘယ်လိုပြောကျွန်တော်တို့ခုခံခဲ့တာဒီ200 300လောက်ပဲကျန်တဲ့နေသားတိတော်မှာအဲ့လိုမျိုး ။အဲသူတို့လည်းသိသွားလို့တယ်ထင်တယ်။ဘုရားသူတို့သိရသိသွားလို့တယ်ထင်တယ်။ဒီလောက်လေးရှိနေတာစကန်တစ်ခုနီးနီးလေးကိုစကန်သုံးခုပဲဘုရား။အဲဒီပုံမီတာ6လောက်မှာတစ်ခုရှိတာထောင်လောက်မှာတစ်ခုရှိမှာ။နှစ်မိုင်လောက်ကျတော့အမတ300နှစ်ဆိုတာအမြောက်တက်ရင်ရှိတယ်လေ။အဲဒီကနေပြီးမှအကုန်လုံးကတက်ရင်နီးနီးလေးတွေယူပဲ။အဲ့လိုလားအဲ့လိုမလားစစ်ကူမလားဘူးနော်မင်းတို့အမျိုးလေးမနေကြနဲ့အပေါ်မှာလည်းဒီလိုမျိုးပဲ၃၄ဆိုအမြောက်တက်ရှိတယ် ဒါလည်းတိတ်မဝေဘူးဟိုက၄င်းမိုင်လောက်ပဲဝေတယ်သူတို့စိုက်တလို့လာလို့ရတာဟောအားရမကူဒါလည်းတဲ့နော်ရဲဘော်ရဲဘက်စစ်တွေဘယ်လောက်ကင်းမဲ့နေလဲဆိုတာမြင်တယ်နော်မင်းတို့မင်းအောင်လာရဲ့အမိတ်အောင်မှာလှုပ်လှုပ်တဲ့လူတွေကြည့်လိုက်ဒါလောက်ကိုယ့်ရဲ့လူတွေတေရမဲ့အရေးကြုံနေရတာဒါလောက်တိုက်ပွဲကြားမှာညက်နေတာတော့မှသူတို့ပပလဲမှာသူတို့အင်အားအပြည့်နဲ့နော်စကန်းနေများရှိတာတော့မှလာမကူဆိုတော့မင်းတို့စဉ်းစားကြည့်လိုက်တော့နော် မင်းအဲ့ဒါပဲစဉ်းစားကြည့်အဲ့ဒါလေးကိုကောင်းကောင်းလေးကောင်းအေးနဲ့စဉ်းစားကြည့်မင်းရဲ့မအားလာတက်ကဘလောက်ထိစိတ်တက်တီအောက်တန်းကြယုံညံ့နေဆိုအမတ300နှစ်အကြတော့စိတ်ကူထွက်လာတယ်ကွာအဘလိုပြော၄60လောက်ထွက်တယ်စိတ်ကူထွက်လာတယ်ကောင်းတယ်ထွက်ခဲ့တာဟုတ်တို့ကျွန်တော်မြင်တော့သူစိတ်ကူလောလိုက်တာပဲထင်တယ်တိုက်ရင်ကနေထွက်လာတာလေအဲ့ဒီကျွန်တော်တိုက်ပွဲဖြစ်နေတဲ့နေရာကိုမရောက်လာပဲနဲ့ချောင်းရဲ့ဟိုပဲချန်လေးမှာသူတို့ကအဲ့တအုပ်လုံးကအဲ့ဒီမှာပဲနေပြီးထမင်းချက်စားပြီးနေလိုက်တော့မလာတော့ရောဒီပဲချန်ဘူးတို့ ရတော့ဘသူမှအသေးမခံတော့တိလားဘသူမှအသေးမခံတော့မင်းတို့ကောင်းနေအုံတော့မရှိတဲ့ကောင်းနေလားအသေးခံကြအုံတော့ရှိတဲ့ကောင်းနေအသေးမခံတော့စစ်ကူလာတဲ့ကောင်းနေတော့မှချောင်းကိုမကူလာမယ်ဝဲချောင်းဘက်မှာထမင်းချက်စားပြီးအစင်းနဲ့နေလဲတော့တကယ်စိတ်ပြက်စရာကြီးဘလို့လောက်ပြီးတော့တို့လက်ရှိဘလို့လောက်ပြီးတော့တို့သွားမယ်ဆိုတာလည်းမသိဘူးပြောတော့ပြောနေတာပဲဒီလက်ရှိအာရွေးကောက်ပွဲလောက်မှာတို့အခု ရုရှားနဲ့ဒီတော့စီမံစီမံကိန်းဘလို့လောက်ကောဆောင်မလဲတော့ဒီသူတက်ချင်းချင်းတော့အဲ့လိုဖြစ်နေကြတယ်။ဟုတ်လား။အချက်တော့ဆောက်ကြည့်ဖို့ခံ။အပေါ်မှာတော့ကြီးကျယ်တွေပြောနေပါပဲဟုတ်လား။အောက်မှာတော့ဖေးဖေးတွေဖြစ်နေတယ်။ကြီးကျယ်တွေပြောတာအောက်မှာဗျာမလာတွေဖြစ်နေတာ။မြင်နေနော်။မအလာတက်ရဲ့အခြေအနေကရေရဲ့အခြေအနေကိုကြည့်ချင်အပြင်မအလာတက်တော့ဘလုံးမမနိုင်တော့ဘလုံးမနိုင်တဲ့အခြေအနေမျိုးရှိတော့ဒီကောင်တွေက လေပေါ်ကနေအဘောမလော်ဘီတွေအဲစစ်တထောက်ခံတဲ့လူတွေကိုအာချောင်ခိုင်းနေတာနော်လိုင်းပေါ်နေချောက်အာချောင်နေတာနော်အဲ့လိုအာချောင်နေပြီဆိုလက်တွေမှာမြေပြင်မှာကြည့်လိုက်အရှိလက်ရှိပဂတိအရှိတရားကိုပဲကြည့်လိုက်နော်လူစစ်ခွေစစ်တကဘလောက်ပြက်ပြားပြီးမှဘလောက်ထိများသူတို့ရဲ့ရဲဘော်ရဲပစစ်တွေကင်းမဲ့ပြီးမှနော်ဟိုတော့အဲသူတို့အဲစစ်ပွဲတိုက်ချင်စိတ်ဘယ်လောက်နေပါနေလဲဆိုတော့ကြည့်လိုက်နော်အဲ့ဒါကိုအခုလိုအလင်းစောစီးအလင်းဝင်ဝင်မဝင်ရင် အဲ့လိုတွေလဲဟို16ရောက်လို့ပဲအတက်ရှင်ရှင်ဟိုအလင်းဝင်ကြအဲ့လိုမဟုတ်ပဲနဲ့ဘိုလ်ကြီးလိုပဲအဲ့လေမဆေးကိုက်ရှင်နေဆိုရင်ဆက်ပြီးခေါင်းမှကြလို့ပဲပြောချင်ပါလေဗီဒီယိုလေးကတလောက်ပါပဲအဆုံးနည်းလိုက်ပါချီချိုပြတဲ့အရောက်တိုင်းကိုကျေးဇူးများရေးတင်ပါလေဒီဗီဒီယိုလေးကိုကြည့်ချင်အပြစ်တော်လန်ရေးရဲ့ဒီကိုမှတ်ချက်လေးပြည့်ချင်တာရှိရင်ကျွန်တော်တို့ကွန်ကွန်မတ်မှာဝင်ရောက်ပြီးမှရေးခဲ့ပြလို့ရပါလေမြမပြည်ကြီးအမြန်ဆုံးငြိမ်ချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြာရှုံးပါစေ Zero Only Bee.